သူကတောင်ထိပ်မှာရက်ပြီးအသက်ကိုပြပင်းရှူသွင်းလိုက်ပါလေ။သူ့ရဲ့မျက်နှာမှာဆိတ်လူရှားမှုတွေရှိနေပါတယ်။ထုံနေကိုသူကအချိန်ကြာကြီးစောင့်မျှော်ခဲ့တာပါ။သူကထုံနေရာမှာရက်ပြီးလက်နက်ဖက်ကိုမြောင်းလိုက်တော့ဒူးထောက်လိုက်ပါလေ။ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါလေ။ပြီးတော့သူ့ရဲ့လက်နဲ့ကောင်းကင်ကိုညှို့ပြီးထူဆန်းတဲ့နီးပညာတစ်ခုကိုရွတ်ဆိုလိုက်ပါလေ။ထုံနီးပညာအရန်ကိုထူဆန်းပါလေ။သူဘာပြောနေလဲဆိုတာမကြားနိုင်ပါဘူး။သူကနေသူစကားပြောရတယ်ကောင်းကင်ကအရန်ခုနှစ်ယောက်အလင်းကပို့ပြီးတော့တောက်ပလာပါလေ။မြှခိုးလေးကိုထုတ်ဖောက်ပြီးတောင်ပေါ်ကိုတက်တက်ကြောက်လာပါလေ။ အလင်းတန်းမိကုန်းကထင်ရှုပင်အရှင်သခင်ပေါ်မှာပက်လက်ဝိုင်းနေပြီးရှေးရလီဟာနေစီကိုဆင်းသက်သွားတဲ့တက်တန့်တကားတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။မိကုန်းကထင်ရှုပင်အရှင်သခင်ကသူ့ရဲ့စိတ်လူရှာမှုထိန်းချုပ်ပြီးတရားကိုဖျက်ချော့သွားပါတယ်။တက်တန့်တရားရဲ့အဆုံးမှာအယောင်ခဏပါဝေကရတစ်ခုပါရှိပါတယ်။မိကုန်းကထင်ရှုပင်အရှင်သခင်ကဝေကရထဲကိုဝင်သွားပါတယ်။ဝေကရထဲမှာဒုက္ခတွေနဲ့အယောင်ခဏပါအလင်းတန်းတွေကပြင်းထန်နေပါတယ်။ထိုအလင်းတန်းတွေထဲကကြောက်ပြားကြီးတစ်ခုကထွက်လာတာပါ။ ထိုးရမပြောပြနိုင်တဲ့ဖိအားတစ်မျိုးကိုထုတ်လွှင့်နေပြီးဝင်လာတဲ့သူတိုင်းကထိုးရကိုးကွယ်ရမယ်လို့ခန့်စားရပါတယ်မိကုန်းကထင်ရှုပင်အရှင်သခင်ကလည်းချွင်ချက်မရှိပါဘူးသူကဒူးထောက်ပြီးတူတူလေးရေဦးလိုက်ပါတယ် မော်ထွင်းစာသူ့ရဲ့ပလက်မှာချက်ချင်းပဲပေါ်လာပြီးတစိမ့်တစ်ခုလိုသူ့ရဲ့မျက်လုံးတစ်ဝိုက်မှာဆူဆီးသွားပါတယ်ခနာကြမှာသူကခုံမော့ပြီးကြောက်ပြားကိုကြီးလိုက်ပါတယ်ကြောက်ပြားရဲ့အောက်ချိန်မှာအယူစုတစ်ခုပါရှိပါတယ်ခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းတဝက်ကပဲကျန်တော့ပြီးလက်နက်ဖက်ကိုအယောင်ခဏပါလက်သေးတွေနဲ့ကြောက်ပြားမှာရိုက်ဖိထားပါတယ်ထိုရာကြီးညံ့သူတယောက်ရဲ့အယူစုပါအယောင်ခဏပါအလင်းနေရာပြင်းနေတဲ့ထုတ်ကပါမှာအယူစုကလုံးဝမပြောင်းလဲပဲမဲမောက်တဲ့အလင်းနှန်းတစ်ခုသာထုတ်လွှင့်နေပါတယ်အယူစုပေါ်မှာမှင်းဖြောဆက်လုံးတွေကိုထွင်းထားပါတယ်ထိုဆက်လုံးတွေကအယံကိုတင်းခဲ့ပြီးအယူစုတစ်ခုလုံးမှာထူထပ်စွာနဲ့ရှိနေပါတယ် ပေနေငယ်ကျဲတဲ့စဝိုင်းပုံတရံရှိပြီးမော်ထွင်းစမေးမတွနိုင်အောင်စဝိုင်းပုံတရံအထဲမှာထွင်းထုထားပါလေပုံတရံရဲ့အလဲပဟုမှာရိုးစုရဲ့ကြောရိုးအောက်တတဲမှာကြောက်စင်းပလင်းတလုံးဝရှိပါလေမိကုန်းကိုထင်ရှုပင်အရှင်ရဲ့အကြည်အားကြောက်စင်းပလင်းပေါ်ကိုကြောက်သွားတဲ့အခါလောဘရီယာသူ့ရဲ့မျက်လုံးမှာပြင်းထန်သွားပါလေအယိုးစုပေါ်ကဆက်လုံးနေရာတောက်အိုကျန်းစာဖြစ်ကြောင်းသူကသိပေမဲ့သူကဘရောမမကြည့်ပါဘူးသူပြောခဲ့တာအလုံးကအစင်းရောက်ဝဲအမျိုးသမီးကြီးကိုလဲစားဖို့ပါ တောင်ချန်းဆောင်ကိုမြင်တာနဲ့မင်းကညံလင်းရသူတယောက်ဖြစ်သွားနိုင်တယ်။ငါကောင်းကောင်းမွန်နေနိုင်တာဘာလို့ဒီလိုလာပြီးတော့တည်ရမှာလဲ။သူကနှခမ်းကိုရှာနေတက်လိုက်ပါတယ်။သူဒီလိုလာတဲ့ရွယ်ချက်ကအယိုးစုအောက်ကကြောက်စင်းပလင်းကိုရယူဖို့ပါ။ထိုးချိတ်မှအယိုးစုရဲ့ကြောယူကနေမင်းမောင်းတဲ့အလင်းနဲ့တစ်ခုကထွက်လာပြီးသွေးလို့မင်းမောင်းနေတဲ့အကြီးတစ်စက်ကထွက်လာပါတယ်။ ထိုးရာကြော်စင်းပလင်းလေးကနေကျသွားပြီးပောက်ကွဲတန်တစ်ခုကထွက်လာပါတယ်မိကုံးကထင်းရှုပင်အရှင်ကအယိုးစုစီကိုပြေးသွားပြီးချက်ချင်းဆွတ်သူတို့ရောက်သွားပါတယ်သူ့ရဲ့ဘယ်လက်ကကြော်စင်းပလင်းကိုချက်ချင်းပဲလှမ်းယူလိုက်ပါတယ်ဒူဝရင်သူ့ရဲ့ညာလက်ကပလင်းကိုထိတွေ့လိုက်တာနဲ့မိကုံးကထင်းရှုပင်အရှင်ရဲ့ခန္ဓာကတုံသွားပြီးအဖျော်အငွေ့တွေအများကြီးရသူ့ရဲ့ခန္ဓာကနေထွက်လာပါတယ်အဖျော်အငွေ့တွေကိုပလင်းကဆွတ်ယူလိုက်ပါတယ်ဒူဝရင်မိကုံးကထင်းရှုပင်အရှင်ကမစိုးရင်ပါဘူးဒါတွေဖြစ်လာမယ်ဆိုတော့သူကသိပြီးသားပါသူ့ရဲ့ညာလက်ကဘေးကိုရွှေ့လိုက်ပြီးသူ့ရဲ့တွန်လွန်နေရာပွင့်သွားပါတယ်မူလာဝိညာဉ်ကထိုနေရာကနေထွက်လာပါတယ် တခဏအတွင်းမှာပဲမူလဝိညာဉ်အခုတစ်ထောင်ကျော်ကထွက်လာပါတယ်သူတို့အားလုံးကိုတစိမ့်ခတ်တာပြီးသူတို့အားလုံးကိုချိတ်ဆက်ထားတဲ့အမြင်တစ်ခုဝရှိပါတယ်ထိုမူလဝိညာဉ်တွေကထွက်လာတဲ့မိကုန်းကိုထင်ရှုပင်အရှင်သခင်ကထူဆန်းတဲ့ဤပညာတစ်ခုကိုရွတ်ဆိုပြီးသူ့ရဲ့ဗေလန်နဲ့မူလဝိညာဉ်တစ်ခုကိုစုပ်ကင်လိုက်ပါတယ်မူလဝိညာဉ်ကချက်ချင်းမဲ့တုန်လှုပ်ပြီးပြောက်ကွယ်သွားပါတယ် တို့ရရင်နောက်တစ်ခုကထပ်ပြီးတော့တုံလုံးလာပါတယ်အသက်ရှူချိန်စေချိန်အတွင်းမှာပဲမူလာဝဉ္ဉင်တစ်ထောင်နီးပါးအဖျော်အငွေ့တွေအဖြစ်ပျောက်ခဲ့ပြီးကြောက်စင်းပလင်းကဆွဲယူလိုက်ပါတယ်တစ်ချိန်တည်းမှာပဲမိကုန်းကထင်းရှုပင်အရှင်သခင်ကသူ့ရဲ့ရှာပြားကိုကိုက်ပြီးသွေးမုံတွေကိုထွေးထုတ်လိုက်ပါတယ်ခနာအကြမှာအလင်းနဲ့လေးကူပေါက်သူ့ရဲ့ပစက်ကနေထွက်လာပြီးလဝါရွက်ရှိတဲ့ရွှေသားလေးလက်ဖြစ်လာပါတယ်သူတို့ကပလင်းတစ်ဝိုက်ကစွိုင်းပုံတံတံကိုထိုးဆိုင်လိုက်ပါတယ်သူတို့ကရောက်သွားကနေသွေးမုံနေရာဓာလီလက်ထဲကိုဝင်သွားပါတယ်ဓာလီလက်ကပုံတံတံရဲ့နေရာလေးကူကိုစိုက်ဝင်သွားတဲ့အခါပောက်ကွဲတံများထွက်လာပါတယ်ထိုးချိန်မှာပဲမိကုန်းကထင်းရှု ွင့်အရှင်ဟာဟိမ့်ဟောက်ပြီးသူ့ရဲ့ညာလက်ကိုမြောက်လိုက်ပါတယ်။သူကကြောက်စင်းပလင်းကိုဆွဲထုတ်ပြီးအမြန်ဆန်နဲ့ဆုတ်ခွာသွားပါတယ်။သူကယူတုဆွာနဲ့ရင်မောပြီးဆုတ်ခွာရင်သူ့ရဲ့ဖေလက်ကိုဝင်လိုက်ပါတယ်။ဒါလီလက်ကချက်ချင်းပဲပြန်ထွက်သွားပါတယ်။ဒိုဝါရင်သူကပြန်မိပါဦး။အယောင်ခုနှစ်ပါးကဘာတွေကိုပြတ်တန်းသွားစီပါတယ်။ကျဉ့်ညံ့သူမိတ်ဆွေကြောက်ယူအားရပြီလား။ လီဟာနေရလှက်ပတ်သွားတဲ့အခါလှပတဲ့တလက်ပံရွက်မျိုးသမီးရပေါ်လာပါတယ်။သူမရဲ့လက်တွေကလက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးကန်သက်ချက်အီအတွက်မီးမတွနိုင်အောင်သူမရဲ့ရှေ့မှာပေါ်လာပါတယ်။ကန်သက်ချက်တွေကဝေကက်တစ်ခုဖြစ်လာပြီးဓာလီလက်ကိုရတန်းစီပါတယ်။ဒိုးဝရင်ရွှေအောင်ဓာလီလက်ကအရန်ကိုထူးဆန်းပါတယ်။သူတို့ကဝေကက်ကိုထိတွေ့လိုက်တာနဲ့ရွှေရည်အဖြစ်အခြေပြောသွားပြီးကန်သက်ချက်ဝေကက်ကိုဖျက်ချော်သွားပါတယ်။ပြီးတော့အစိမ်းရောက်ဝေအမျိုးသမီးစီကိုတက်တက်ပြန်သွားပါတယ်။လှပတဲ့အစိမ်းရောက်ဝေအမျိုးသမီးရဲ့မျက်နှာအမူအရကလည်းပြောင်းလဲသွားပြီးတဖန်ဆုတ်ခွာသွားပါတယ်။ ရွှေရီကချက်ချင်းဆွလို့ရွှေမူးစက်တွေမီးမတွန်းနိုင်အောင်ပြုတ်ကွဲသွားပြီးအစိမ်းရဝေအမျိုးသမီးစီကိုရင်းမျက်နှာအားလုံးကနေတိုးဝင်သွားပါတယ်။ကျင်းကျန်းသူမိတ်ဆွေတောက်ဘလို့လွတ်လာမှမသိပေမဲ့နောက်မလိုက်တင်ပါဘူး။တောင်အောင်ချမ်းစာရှိတဲ့နေရာပဲကောင်းကောင်းကြည့်ထား မိကောင်ကထင်ရှုပြင်အရှင်သခင်အားရွတ်သွစွာနဲ့ရင်မောလိုက်ပါလေ။သူကတက်တန်းရောက်စဉ်ကဘာကနေထွက်လာပြီးတက်တန်းတရားကိုတုံးပြီးတောင်ပေါ်ကိုပြန်တက်ဖို့လုံနေပါလေ။တောင်ပေါ်ကိုပြန်ရောက်ရင်ထိုနေရာကနေချက်ချင်းထွက်သွားပါမယ်။ကန်သက်ချက်အကွဲကြောင်းကမကြခင်ပြန်ပိတ်သွားမှဖြစ်ပြီးအစိမ်ရောက်ဝေလက်ပါတဲ့အမျိုးသမီးကတော့ထာဝရပိတ်မိနေပါတော့မယ်။သူမရဲ့ခန္ဓာကိုယ်ဆွန့်ခွာပြီးတောင်ကိုကျန်းစာကိုနားလေမှသာထိုနေရာကနေထွက်နိုင်ပါမယ်။တို့ရရင်ထိုးအချိန်မှာသူကတေသူနဲ့မချမနာတေသူလိုပဲဖြစ်ပြီး မြင့်မြတ်တော်လူတွေထဲကတယောက်ဖြစ်လာပါလိမ့်မယ်။ဒိုဝါရင်ထိုးအချိန်မှာပဲအစ္စရဲနှခေါင်းရှုပ်တံထွက်လာပြီးမိကုန်းကိုထင်ရှုပင်အရှင်သခင်ရဲ့ရှေ့မှာလူတယောက်ကပေါ်လာပါတယ်။ထိုလူကလည်းအစိမ်ရောက်ဝင်းကိုကိုဝှထားပါတယ်။အစိမ်ရောက်ဝဲအမျိုးသမီးကြီးပါ။သူမကပေါ်လာတဲ့ကြောင့်အရာအလုံးကထူးဆန်းသွားပါတယ်။မိကုန်းကထင်ရှုပင်အရှင်သခင်ကတော့အန်းတင်သွားပါတယ်။ကျောက်ဆိုတဲ့အမျိုးသမီးချင်းညံ့သူကနှစ်ယောက်ဖြစ်နေပါတယ်တယောက်ကအသက်၄၀ရွယ်လှပတဲ့တက်လက်ပိုင်းရွယ်အမျိုးသမီးပါနောက်တယောက်ကတော့အရေးချောင်းနေနဲ့ပြင်းထန်နေတဲ့အမျိုးသမီးကြီးပါတို့ရရင်သူတို့နှစ်ယောက်ကြားမှာအန်အသင်းစရာကောင်းလောက်ကိုတူညီတဲ့အချက်ကရှိပါတယ် ါပုံဝေးကိုပါမဟုတ်ဘူးရန်ရင်ဘိုးဘရဲ့ဤပညာပဲမိကောင်ကိုထင်ရှုပြင်အရှင်သခင်ကမျက်နှာပြတ်သွားပြီးသူ့ရဲ့စိတ်ထဲမှာအထွေတစ်ခုကဖြစ်ပြီးသွားပါတယ်တားမြင့်ဤပညာတစ်ခုအကြောင်းရှေးအောင်ဌာနရဲ့တစ်ခုကိုသူကသတိရသွားပါတယ်ထိုဤပညာကကြောက်စရာကောင်းပြီးကိုကျင့်တရားနဲ့ဆန့်ကျင်ပါတယ်ကျင့်ကြံမှုအင်မတန်အောင်မှခက်ခဲပြီးအခုချိန်ဒီဘသူမှအောင်မြင်အောင်မလုပ်နိုင်သလောက်ပါပဲတိုးရတဲ့မိကောင်ကိုထင်ရှုပြင်အရှင်ကထိုတားမြင့်ထားတဲ့ဤပညာကိုကျင့်ကြံပြီးဘိုးဘေးသုံးစင်းတီးရောင်းအောင်လုံနိုင်တဲ့လူတစ်ယောက်ကသူ့ရဲ့ရှိမှရှိနေရာကြောင်းယုံကြည်လိုက်ရပါတယ် ရန်ရင်နီပညာဆိုတာအမျိုးသမီးချင်းညံသူတယောက်ကိုကိုဝင်ဆောင်ဖို့ပါအဲ့နောက်မိခင်နဲ့တမီးကိုခန္ဓာကိုယ်တစ်ခုထဲကိုမျှဝေရန်လုပ်ဖို့အထူးနီးပညာတစ်ခုနဲ့မိခင်ရဲ့ဝမ်းထဲမှာတမီးကကြီးပင်းလာပါတယ်နောက်ပိုင်းမှာတမီးကအခြားတယောက်နဲ့ချင်းချန်လက်တွဲဖို့ဖဲ့ပြီးအမျိုးသမီးတယောက်ကိုထံမွေရပါမယ်အဲ့နောက်သုံးယောက်လုံးကအထူးနီးပညာကိုသုံးပြီးတယောက်တည်းအဖြစ်ပေါင်းစပ်ရပါမယ်ထိုရာချင်းညက်မှုအစင်းကိုမြမစွာနဲ့တိုးတက်စေတဲ့နီလန်းဖြစ်ပြီးဝိညာဉ်တုံးခုရဲ့ပေါင်းစပ်မှုဖြစ်တာကြောင့်သူတို့ရဲ့နှဖျားအယုံကအလွန်အမအစွမ်းထလာပါတယ် အစိမ်းရောင်ဝယ်အမျိုးသမီးကြီးကရှင်းပြမဲ့အစားတလန်းတိုးလာပြီးအစ်စစန်းနဲ့နှာခေါင်းရှုပ်လိုက်ပါတယ်လက်နက်ဖက်နဲ့လက်တဆဲကိုဖွဲ့ပြီးရှူသွင်းလိုက်တော့အားကောင်းတဲ့ဆိုးယူအားတစ်ခုပါဖြစ်လာပါတယ်မိကွန်းကထင်ရှုပြီးအရှင်ကထိုဆိုးယူအားထဲမှာပိတ်မိနေပြီးသူ့ရဲ့အသက်ရှင်ရာအားလုံးကဆိုးယူခံရတော့မယ်လို့ခန်းစားလိုက်ရပါတယ်သူကတင်သူ့ရဲ့မျက်နှာချစ်ချင်းပဲပုံမှန်ဖြစ်သွားပါတယ်သူကလှောင်ပြုံးပြုံးပြီးကျောက်စင်းပလင်းကိုပို့ပြီးတော့တင်းတင်းဆုပ်ကင်ထားလိုက်ပါတယ်ထိုပလင်းကိုသွန်လိုက်သေးကိုထဲမရပါဘူးအစာထဲကထဲလို့ရရင်လုံကျုံစွာနဲ့တင်းစဲထားပြီးသားဖြစ်မှာပါ ထိုမျိုးသမီးကြီးနဲ့သူကအချိန်မဖြုံးတော့ပဲသူ့ရဲ့ကျင့်ကြံအားတွေကိုအသုံးပြုပြီးထိုနေရာကနေထွက်ခွာဖို့အတွက်ကြိုးစားပါတယ်။ရင်းရံဘိုးဘီနီးပညာကျောင်းတုံလုံးသွားပြီမဲ့ထွက်ပြေးနိုင်မယ်လို့တော့ယုံကြည်နေပါတယ်။ထိုအချိန်မှာပဲသူ့ရဲ့ဘယ်လက်ကလီဟာနယ်ထဲကိုရောက်သွားပြီးရွှေအောင်လင်းနေရာပေါ်လာပါတယ်။အလင်းတန်းနေရာတပြန်တပေါင်းလောက်အဖြစ်ပြောင်းလဲပြီးလက်ညှိုးတစ်ချက်ထင်းနဲ့အစိမ်းရောက်ဝဲအမျိုးသမီးကြီးစီကိုပြောင်းဝဲသွားပါတယ်။တစ်ချိန်တည်းမှာပဲမိကုံးကိုထင်းရှုပင်အရှင်ကသူ့ရဲ့နှဖိုးကိုဘယ်လက်နဲ့ပုတ်လိုက်တော့အနီရောက်အလင်းတစ်ခုကထွက်လာပါတယ်။ဒရေသားဝဉဉ်လို့ထင်ရပေမဲ့တေချာကြီးမဲ့ဆိုရင်မဟုတ်ဘူးဆိုတာသိရပါတယ်။ လူတေးတေးလေးရသွေးရောင်အလင်းတွေဝင်းရက်နေပြီးဆူရှားတဲ့အော်တန်နဲ့အစိမ်းရောက်ဝဲအမျိုးသမီးကြီးစီဥတီပြန်တန်းသွားပါလေအမျိုးသမီးကြီးကလူတေးတေးလေးကိုမြင်တော့မျက်နှာပြတ်သွားပါလေညာလက်ကိုဝင်းရက်လိုက်တာနဲ့ရှေးရောင်ခြေခွက်တစ်ခုကပေါ်လာပြီးလူတေးတေးလေးစီကိုပြစ်လွတ်လိုက်ပါလေခြေခွက်ကပေါ်လာနဲ့လဲပတ်ပြီးလူတေးတေးလေးစီကိုပြန်တန်းသွားပါလေလူတေးတေးလေးရဲ့မျက်လုံးနေရာနေသွေးရောင်အလင်းများထွက်လာပြီးတထူးနော်ကွဲစင်နိုင်လဲအော်တန်မျိုးကထွက်လာပါလေအတန်ကြီးတစ်ခုကထွက်ပေါ်လာပြီးခြေခွက်ကအပပိုင်ကွဲသွားပါလေအချိန်တည်းမှာပဲရွှေရောင်တပြန်နေရလူတေးတေးလေးနဲ့အတူအစိမ်းရောက်ဝဲအမျိုးသမီးကြီးစီကိုပြန်ဝဲသွားပါလေအချိန်ကအရေးကြီးနေပြီးမိကုန်းကထင်ရှု ပင်ရှင်သခင်မှာထိုမျိုးသမီးကြီးကိုရင်ဆိုင်ဖို့အချိန်မရှိတော့ပါဘူး။သူ့ရဲ့ပုံဝင်ကျင့်မှာလိုင်းနီယာပေါ်လာပြီးထုတ်ရတော့မလို့ပဲရှိသေး။ဒိုဝါနဲ့လိုင်းနီထဲကိုခြေလန်းတဝက်လှမ်းလိုက်တဲ့အချိန်မှာလေဟာနေထဲကနေညှိုးနှန်းနေတဲ့လက်တဖက်ကထွက်လာပြီးသူ့ရဲ့ညာဘက်လက်ကိုဆွဲလိုက်ပါတယ်။မထင်မှတ်ထားတဲ့ဘိုးဘေးစရုထအဆင့်ပဲ။မီဂွန်ကထင်းရှုပင်အရှင်ရဲ့မျက်လုံးနီးရာကျင်းပြောင်းသွားပါတယ်။ဒိုဝါရင်စဉ်းစားဖို့အတွက်နောက်ကျသွားပါပြီ။သူ့ရဲ့ဘယ်လက်ကညှိုးနှန်းနေတဲ့လက်ကိုပြန်ပုတ်လိုက်တော့မိုးချိုပစ်တန်လိုအတန်ကြီးတစ်ခုကထွက်လာပါတယ်။မီဂွန်ကထင်းရှုပင်အရှင်ကညှိညူလိုက်ပြီးမျက်နှာဖြဖြော့သွားပါတယ်။နိဗ္ဗာန်ဖြစ်စည်းသူအလေလက်အထုံးထိပ်ပဲ။ မိကောထင်းရှုပင်ရဲ့ဘယ်လက်ကမလုံနိုင်တော့ပဲမင်းမောင်းသွားပါတယ်အဝါရောင်အရေတရလည်းလက်ကနေထွက်လာပါတယ်သူကအစိတ်ခက်ခံလိုက်ရပါပြီ ထိုအင်ရောက်အုံပြုတ်ပြီးသူကလိုင်းနှိထဲကိုဝင်ရောက်သွားပါတယ်ပို့ပြီးတော့အသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ကလိုင်းနှိထဲကနေထွက်လာပါတယ်ကောင်တလာထဲကနေထွက်လာသလိုပဲသူမကလည်းအစိမ်းရောက်ဝေးုံကိုဝတ်ထားပြီးသပင်နီရကျွတ်နေတော့ရိုးဆိုးလွန်းပါတယ်သူမရဲ့မျက်လုံးနေရာနေတဆေလင်းများထပ်ပေါ့နေပြီးသူမရဲ့ပါးစပ်တော့မှလည်းသွေးများအစီးကျနေပါတယ်ညာလက်ကိုဝင်ရင်လိုက်တော့ရွှေအောင်ဓာမှုကိုဖျက်ဆီးပြီးလူတတလေးကိုဖမ်းဆီးလိုက်ပါတယ်ဒစိခတ်ပြီးရတော့မိကွန်းကိုထင်းရှုပင်အရှင်နောက်ကိုလိုင်းနှိထဲကနေလိုက်သွားပါတယ်မိကွန်းကိုထင်းရှုပင်အရှင်ရဲ့မျက်နှာဖြူဖြောင်းနေပါတယ်အစိမ်းရောက်ဝေးအမျိုးသမီးကြီးကသူမရဲ့ကျင့်ကြံမှုအစိမ်းကိုကောင်းကောင်းဖုံးကွယ်ထားပြီးသူမ တိအောင်လို့အလေးဝင်တိုက်ခိုင်းမယ်လို့မထင်နာပါဘူးအစိမ်းရောက်ဝိအမျိုးသမီးကြီးရဲ့နှီးပညာထဲမှာထူးဆန်းတဲ့အစိတ်ကပါဝင်နေပြီးထိုအစိတ်ကသူ့ရဲ့ခန္ဓာတစ်ခုလုံးပြန့်နှံ့သွားအောင်လို့စူးစမ်းနေပေမဲ့အတင်းအကျပ်ထိန်းချုပ်ထားလိုက်ပါတယ်ဒီအကွဲကြောင်းကနေထွက်သွားနိုင်သေးရဲ့အချိန်ကန့်သက်ချက်ဆိုတာမရှိတော့ဘူး ငါရဲ့နှီးပညာအများကြီးရရှိတယ်ဒီအမျိုးသမီးကငါရဲ့ပြိမ်မမဟုတ်ဘူးမိကွန်းကထင်းချူပင်ကလိုင်းနေထဲကနေထွက်လာတာနဲ့ထွက်ပြေးဖို့အတွက်ကြိုးစားပေမဲ့အမျိုးသမီးကြီးကချက်ချင်းပဲလိုင်းမိလာပါတယ်နှစ်ယောက်စလုံးကနှီးပညာတွေနဲ့အပြန်လဲတိုက်ခိုက်ကြတော့တောင်တစ်ခုလုံးကတုံ့ဟီသွားပါတယ်မှောင်မိုက်တဲ့အလင်းရောင်ကန်တဲ့ချဲရဲ့အကွဲကြောင်းသားကိုနှစ်ယောက်လုံးကနှီးကပ်လာကြပါတယ်ထိုးချိန်မှာအကွဲကြောင်းကပေ20ပဲကျန်တော့ပါတယ်ပြန်ပိတ်သွားတဲ့နှုံကလည်းပုံမြန်လာပါတယ်မိကွန်းကထင်းချူပင်အရှင်ရဲ့မျက်လုံးတွေကတောက်ပလာပြီးထူးဆန်းတဲ့နှီးပညာတစ်ခုကိုရွတ်ဆိုလိုက်ပါတယ် ဒီလိုလွတ်လိုက်တာနဲ့ကောင်းကင်ကနေ9ယောက်စုံအလင်းတန်းပြင်းထန်စွာနဲ့လင်းလန်းတောက်ပလာပြီးအော်ဆင်းသက်လာပါတယ်9ယောက်စုံအလင်းတန်းကဓာတ်ခွနလက်အဖြစ်ပြောင်းလဲပြီးအစင်ရောက်ဝဲမြို့သမီးကြီးစီကိုပြစ်လွတ်လိုက်ပါတယ် အမျိုးသမီးကြီးရဲ့မျက်နှာမှာလည်းမကျေနပ်တဲ့အမူအရာများဖြစ်လာပြီးလက်နက်ဖမ်းတဲ့လက်တစိုက်ကိုဖွဲလိုက်ပါတယ်ကြီးမာပြီးအပြင်းနဲ့အလင်းတိုင်းတစ်ခုကသူမရဲ့ရှိမှပေါ်လာပါတယ်ဒိုင်းအားပေါ်လာတဲ့ရှေးအောင်အချိန်မှာတစ်ခုကထွက်လာပြီးမကောင်းဆိုးဝါးဆွမ်းရင်းနေရပါရွံ့တော့နေပါတယ်ခုနှစ်ယောက်အလင်းကဒိုင်းနဲ့တိုက်မိသွားတော့ပို့ပြီးတော့ပြင်းထန်တဲ့အတန်အားထွက်လာပါတယ်အမျိုးသမီးကြီးကသွေးရည်ထွက်လာပြီးမျက်နှာပို့ပြီးတော့ကြောက်စရာကောင်းလာပါတယ်သူမရဲ့ညာလက်ကိုနှစ်ဖူးမှတင်လိုက်တော့ခန္ဓာတစ်ခုလုံးကတုန်ခါပြီးမူလဝိညာဉ်ကထွက်လာပါတယ်မူလဝိညာဉ်ကထွက်လာတဲ့အစိမ်းရောက်ဝေးအမျိုးသမီးကြီးရဲ့ရေလိုင်းနေရာနေထွက်လာတယ်တလက်ပိုင်းအရွယ်လှပတဲ့အမျိုးသမီးကလည်း သူတို့ရဲ့နဖူးကိုလက်နဲ့ပုတ်လိုက်ကြပါတယ်သူတို့ရဲ့မူလဝိညာဉ်ကလည်းထွက်လာပြီးအတူတူကပေါင်းဆက်သွားပါတယ်မူလဝိညာဉ်တုံးကူကချက်ချင်းပဲပြည့်ပြည့်စုံစွာပေါင်းစည်းသွားပြီးအလင်းနတ်တစ်ခုအဖြစ်မိကုံးကိုထင်ရှုပင်အရှင်သခင်စီဥတီပြီးတော့ပြတ်တန်းသွားပါတယ်မိကုံးကိုထင်ရှုပင်အရှင်သခင်ရဲ့မျက်နာကတော့ကြောက်စရာကောင်းလာပါတယ်တောင်းမြောက်အကြိတ်ထိုင်ပလင်ရုံကိုဗလန်နဲ့ကင်ပြီးညာလက်ကိုဝင်ရင်လိုက်ပါတယ်ပလင်တလုံးကသူ့ရဲ့ညာလက်ထဲမှာပေါ်လာပါတယ်တွေ့မနေပဲထိုပလင်ကိုအမျိုးသမီးကြီးစီကိုပြစ်လွတ်လိုက်ပါတယ်စင့်ခေါ်ကောင်းကင်စန့်ကျင်သူ မိကောင်ကထင်ရှုပြင်အရှင်ကအဟိလိုက်တော့ပလင်ရနေတစေလင်းရောက်နေရထွက်လာပါလေခုနှစ်ယောက်လင်းတန်းနေကိုဆွဲယူလိုက်ပါတယ်မကြိုက်ခင်မှာပဲပလင်ရကွဲသွားပြီးခုနှစ်ယောက်မိုးကြိုးတစ်ခုကအမျိုးသမီးကြီးရဲ့မူလာဝိညာဉ်စီကိုပြစ်လွတ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲအမျိုးသမီးကြီးရဲ့မူလာဝိညာဉ်ကအဟိပီကန့်သက်ချက်သုံးခုကထွက်လာပါတယ်ထိုရာရီရပေါ်လာနဲ့ကဘာကြီးရဲ့အယောင်ကပြောင်းလဲသွားပြီးမှောင်မိုက်တဲ့အလင်းရောင်ကန့်သက်ချက်ကတုန်ခါသွားပါတယ်ထိုကန့်သက်ချက်သုံးခုကရှင်တန်ချင်းနဲ့တည်ဆုံချင်းကန့်သက်ချက်တွေထဲမှာအလုံးမဆွမ်းထက်တဲ့အရာတွေပါရှင်တန်ချင်း တည်ဆုံးခြင်းဒီမားရဲ့ဝိညာဉ်အာရုံကပြန့်နှံ့သွားနိုင်အများကန့်သက်ချက်၃ခုအားပေါင်းဆက်သွားပြီးကောင်းကင်ဝန်တော်ဖျက်ဆီးနိုင်တဲ့အဖြတ်ဆုံးအားတစ်ခုအားဖြစ်လာကာခုနှစ်ယောက်မိုးကျိုးနဲ့တိုက်မိသွားပါတယ်တောင်ကြီးတလုံးလုံးကလည်းတုန်ခါသွားပြီးအစိပ်ပိုင်းများစွာပြုတ်ကွဲသွားပါတယ်မြှုပ်ခိုးတွေကလွင့်ဆင်သွားပြီးမြှုပ်ခိုးတွေထဲကပုံရိပ်ကရပ်တန့်သွားပါတယ်ညံလင်းရသူကအားလုံးကိုအတံမီယာစီဥတီပြီးတော့ပြန်တန်းသွားပါတယ်ထိုပြင်းထန်တဲ့တိုက်ခိုက်မှုအောက်မှာမူလဝိညာဉ်ကတုံပိုင်းကွဲသွားပါတယ်ပြန်လဲပြောက်ကွက်သွားပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေစီကိုပြန်ဝင်သွားပါတယ် မိကုံးကထင်ရှုပင်အရှင်သခင်ကကန့်သက်ချက်တွေကဒီလောက်အစွမ်းထက်မယ်လို့မထင်သားပါဘူး။သူ့ရဲ့ခန္ဓာကထိုအားကြောင့်နောက်ပြန်လန်ထွက်သွားပြီးသွေးများထွက်လာပါပြီ။သူ့ရဲ့ဗေလက်ကအပြင်းနဲ့အဆိတ်ထံကိုခံနေရပါပြီ။အသားနဲ့သွေးတွေကအဝါရောင်အရည်တွေဖြစ်ပြောင်းလဲသွားပြီးအရိုးတွေကတော့အရေးပျော်စားပြုတ်နေပါပြီ ထိုတိုက်ခိုက်မှုကြောင့်ဘေးလက်တစ်ခုလုံးကပြတ်ထွက်သွားပါတယ်။ကြောက်စင်းပလင်းကလည်းထိုတိုက်ခိုက်မှုကြောင့်လွတ်ထွက်သွားပြီးအခုဆိုရင်တော့ဆယ်ပေပဲကျယ်တော့တဲ့အကွက်ကြောင်းစီကိုဥတီပြီးတော့ပြန်တန်းသွားပါတယ်။မိကုန်းကထင်းရှုပင်အရှင်သခင်ရဲ့မျက်လုံးတွေကသွေးနီအောင်ဖြစ်နေပြီးကြောက်စင်းပလင်းနောက်ကိုလိုက်သွားပါတယ်။အမျိုးသမီးကြီးရဲ့မျက်လုံးတွေကလည်းတောက်ပလာပြီးအကွက်ကြောင်းစီကိုသူမကလည်းလိုက်သွားပါတယ်။ထိုချိန်မှာပဲအဖျော်ပုံကြီးတစ်ခုကနိုင်ပန့်ဖြက်စီးသူနောက်ပိုင်းအစဉ်ချင်းညက်သူရဲ့အမျက်နှုံးနဲ့ပြန်တန်းလာပါတယ်။အစင်ရောက်ဝေးအမျိုးသမီးကြီးနဲ့မိကုန်းကထင်းရှုပင်အရှင်သခင်ကိုကြော်တက်သွားပြီးပလင်းကိုဆွဲယူလိုက်ပါတယ်။တွေ့မနေပဲအကွက်ကြောင်းတွေကနေပြေးထွက်သွားပါတယ်။ ထိုလူကအကွဲချောင်းလေးကနေထွက်လာတဲ့ညာလန်းနဲ့အကွဲချောင်းကိုဖိထားလိုက်ပြီးကန်တချက်တစ်ခုကိုပုတ်လုလိုက်ပါတယ်အကွဲချောင်းရဲ့ပြန်ပိတ်သွားတဲ့အမြန်နှုံးကလည်းအရန်အုံးမှမြင်လာပါတယ်လူစီဟုတ်မီယွန်းကိုထင်းရှုပ်ပင်အရှင်ကလန့်သွားပြီးအော်ဟစ်လိုက်ကအကွဲချောင်းလေးကနေထွက်လာပါတယ် အဖျော်ဝေးပုံရင်နောက်ကိုလိုက်ဖို့အတွက်စူးစမ်းနေပါတယ်။ဒူဝါရင်အကွဲကြောင်းကနေထွက်လာတဲ့ဝင်လင်းကဖန်တီးထားတဲ့ကန့်သက်ချက်တွေထဲကိုရောက်သွားပါတယ်။ကန့်သက်ချက်တွေအများကြီးကပောက်ကွဲသွားတဲ့အတွက်မိကုန်းကိုထင်းရှုပင်အရှင်သခင်ကခဏတရရတန်သွားပါတယ်။အမျိုးသမီးကြီးရဲ့ခန္ဓာသုံးခုကတစ်ခုတည်းဖြစ်ပြန်လဲပေါင်းစည်းသွားပြီးမိုးကြိုးလိုမြန်တဲ့အမျက်နှုံးနဲ့အကွဲကြောင်းထဲကနေထွက်လာကဝင်လင်းနောက်လိုက်သွားပါတယ်။ဝင်လင်းကအကွဲကြောင်းထဲကိုဝင်လာတဲ့ကသူ့ကိုယ်သူအကွဲကြောင်းသားမှာဖုံးကွယ်ထားပါတယ်။အခွင့်အရေးကိုသူကစောင့်နေခဲ့တာပါ။ထိုနေရာကအရန်အောင်မှထူးဆန်းပါတယ်။ ပေါင်ပိုက်တဲ့အလင်းရောင်ကန့်သက်ချက်ထဲမှာသူရဲ့ဝိညာဉ်အာရုံကိုအဝေးကိုဖျန့်ချလို့မရပါဘူးထို့ကြောင့်ဝင်လင်းအတွက်ပုံကွက်ဖို့အခွင့်အရေးကောင်းဖြစ်နေပါတယ်အခုအချိန်မှာဝင်လင်းကကြောက်စင်းပလင်းကိုခြိုင်းနာပြီးမြူခိုးတွေဂျားထဲမှာအမြင်ပြန်တန်းနေပါတယ်ထူးဆန်းတဲ့ရေဦးတန်ကသူ့ရဲ့နားထဲကိုစရိုက်ဝင်ရောက်လာနေပါတယ်အရေးပုံရေးတွေကလည်းသူ့ရဲ့ဘေးကနေဖျက်တန်းသွားပါတယ်အစိမ်းရောက်ဝဲအမျိုးသမီးကြီးကသူ့ရဲ့နောက်ကနေလိုက်လာနေပြီမဲ့အမြင်နှုံးမြင့်တစ်စိမ့်တစ်ခုကြောင့်ဝင်လင်းရဲ့အမြင်နှုံးကမြုံနိုင်စရာပါသူတို့ကယူလီယလာနဲ့အမျှနှစ်ယောက်ကြားကိုဟာချက်ကပို့ပြီးတော့ချိန်ဝင်လာပါတယ်ငါရဲ့ပစီးကိုလူးလူးလို့မင်းကတည်တဲ့နေ အစိမ်းရောက်ဝဲမျိုးသမီးကြီးကရက်စတဲ့အကြီးနဲ့ကြီးလိုက်ပြီးလက်ကိုဝင်းလိုက်တော့အစိမ်းမြခိုးတွေကပေါ်လာပါတယ်။မျက်စိတမိတ်အတွင်းမှာပဲခုနှစ်အောင်ကောင်းကင်မှာအစိမ်းပြင်းတဲ့ဘီးမိတ်ဆာပုံရိပ်တစ်ခုကပေါ်လာပါတယ်။ထိုဘီးမိတ်ဆာကြီးကပေတတောင်းတော့ကြီးမားပါတယ်။အမီကိုရိုက်ချလိုက်တော့အရေးတစ်ခုကဖြစ်လာပြီးဝင်းလင်းစီကိုပြတ်လွတ်လိုက်ပါတယ်။ဝင်းလင်းကရုတ်တရက်လဲကြီးလိုက်ပြီးမျက်လုံးထဲမှာအစ်ဆက်တဲ့အလင်းများကပေါ်လာပါတယ်။ဘယ်လက်ကိုမြောက်ပြီးဘီးမိတ်ဆာရဲ့အမီကိုထိုးချလိုက်ပါတယ်။ကဘာကြီးကတုံ့ဟီသွားတဲ့အတိုင်ရင်တစ်ခုကထွက်လာပြီးဘီးမိတ်ဆာရဲ့အမီကတုံခါသွားကပြုတ်ကွဲသွားပါတယ်။ထိုအချိန်မှာမီကောကထင်းရှုပ်ပင်အရှင်ကလည်းပြေးထွက်လာပါတယ်။သူ့ရဲ့မျက်လုံးတွေက လည်းသွေးနီးအောင်ဖြစ်နေပါတယ်နောက်ထပ်ပလင်းတလုံးကိုထုတ်ယူလိုက်ပြီးနှမျောစိတ်ကိုလစ်လို့ရှူလိုက်ပါတယ်ပလင်းကိုပြစ်လွတ်လိုက်ပြီးသူကအဟိလိုက်ပါတယ်စင့်ခေါ်ကောင်းကင်စန့်ကျင်သူသူ့ရဲ့စကားအဆုံးမှာကဘာကြီးထရေခုနှစ်ယောက်လင်းအလုံးကပလင်းစီကိုဆူဝေးလာပြီးဝင်ရောက်သွားပါတယ်ပြီးတော့ပလင်းရရုတ်တရက်ကွဲသွားပါတယ်ပလင်းရကွဲသွားရတဲ့ကဘာကြီးထရေခုနှစ်ယောက်လင်းနေရပြင်းထန်စွာနဲ့လက်လက်ထပြီးလိုင်းနေဖြစ်လာပါတယ်လိုင်းနေထဲမှာခုနှစ်ယောက်လင်းနေရဆူဝေးလာပြီးလညိုကြီးတစ်ချောင်းဖြစ်လာပါတယ်ကောင်းကင်ကံကြမ္မာလညိုဒီနေရာအလုံးစုံမရှိသူနဲ့တကယ်ကိုဆက်ဆက်နေရပါပဲ ဝလင်းကကောင်းကင်ရလက်မျိုးကြီးကိုမြင်တော့သူ့ရဲ့မျက်လုံးတွေကကျဉ်းသွားပါတယ်လက်မျိုးကြီးကကောင်းကင်ရခုနှစ်ယောက်အလင်းအများကြီးကိုဆုပ်ယူလိုက်တဲ့အတွက်ကောင်းကင်ကမှောက်မိုက်သွားပါတယ်မိုးကြိုးပစ်တန့်လိုအတန်အင်းတစ်ခုကထွက်လာပြီးထွက်ပြေးနေတဲ့ဝလင်းစီကိုဆင်းသက်လာပါတယ်သူ့ကိုချိတ်ချိတ်ပြင်းမဲ့ပုံမှာပဲအစင်ရောက်ဝေးအမျိုးသမီးကြီးရဲ့မျက်လုံးတွေကတောက်ပါလာပြီးလက်နှစ်ဖက်နဲ့လက်တစိမ့်ဖက်ကမျက်ခုံးတစ်ခုချောင်းကိုညှို့လိုက်ပါတယ်ကန်သက်ချက်၃ခုကချက်ချင်းပဲထွက်လာပါတယ်ရှင်တန်ချင်းနဲ့တိဆုံချင်းကန်သက်ချက်တွေရဲ့အထုံးထိပ်ဖြစ်တဲ့အစွမ်းထက်တဲ့ကန်သက်ချက်၃ခုပါရှင်တန်ချင်း တည်ဆုံးခြင်းရှင်တန်ခြင်းအမျိုးသမီးကြီးရဲ့ခက်ချခြင်းအတန်တွေကထွက်လာပြီးကန့်သက်ချက်၃ခုကရှင်တန်ခြင်းတည်ဆုံးခြင်းစွာတစ်ခုဖြစ်ပေါင်းစည်းသွားပါတယ်ထိုအရာရှင်တန်ခြင်းနဲ့တည်ဆုံးခြင်းရဲ့အနှစ်သာရတွေပါဝင်နေပြီးဝန်လင်းစီကိုပြတ်တန်းသွားပါတယ်ဝန်လင်းကယူလီယာနဲ့ပလင်းကိုသူ့ရဲ့တူလုံခန်းထဲကိုထည့်ဖို့အတွက်ကြိုးစားပေမဲ့ထူဆန်းတဲ့အရာတစ်ခုကဖြစ်ပျက်သွားပါတယ်ဘလို့ပဲစူးစမ်းစူးစမ်းသူ့ရဲ့တူလုံခန်းလေးကိုဘလို့မှထဲမရပါဘူးဝန်လင်းကတော့ဒီလိုဖြစ်လာမယ်ဆိုတာကြိုတင်ပြဆိုင်မိသားပါတကယ်လို့တူလုံခန်းလေးကိုထဲလို့ရရင်မိကုန်းကိုထင်းရှုပင့်အရှင်သခင်ကကင်နာစေရမလို့ပါဘူး အမြန်နှုံနဲ့မော်စာလိန်နှစ်ခုရဲ့စွမ်းအားနဲ့သူကလက်စီကြောင်းတစ်ခုလိုရှေ့ကိုတက်တက်ပြစ်လွတ်လိုက်ပါတယ်။ခုနှစ်ယောက်အလင်းတန်းနေနဲ့ဖယ်စီထားတဲ့လက်ညိုးကမြေကြီးကိုတုံဟီစေတဲ့အထံကြီးနဲ့တူအောက်ဆင်းသက်လာပါတယ်။ဝင်လင်းရဲ့နားကိုတဖြည်းဖြည်းနဲ့နီးကပ်လာပါတယ်။အမျိုးသမီးကြီးရဲ့ရှင်တန်ချင်းနဲ့တေဆုံချင်းကန့်သက်ချက်၃ခုကလည်းနောက်ကနေလိုက်လာနေပါတယ်။နိဗ္ဗန်ဖြစ်စီသူ့အလဲဆင်းအင်အားကြီးကြီးနဲ့သူနှစ်ယောက်ရဲ့ပူပေါင်းတိုက်ခိုက်မှုအောက်မှာဝင်လင်းရဲ့မျက်လုံးတွေကတောက်ပလာပါတယ်။ကြားရဲ့ပစက်ကနေအဆောက်လူရဲတာကြောင့်သူတို့ကိုတားဆီးနိုင်မယ်လို့လည်းယုံကြည်ချက်ရှိပါတယ်။ ဝင်လင်းကရုတ်တရက်လဲ့ပြီးသူ့ရဲ့ရုပ်သွင်ရာကြီးထွားလာပါတယ်။ရှီယောင်နှဖျားရဲ့အချိန်ကခုနှစ်ယောက်ကဘာမှာပြင်းထန်သွားပါတယ်။လိုင်းနီယာသူ့ရဲ့ခန္ဓာပလဲ့မှာပေါ်လာပြီးပေ၁၀၀ပေ၅၀၀ပေ၁၀၀၀မျက်စိတမိတ်အတွင်းမှာပဲပေ၃၀၀၀ရဲ့အီယာမလူသားကြီးဖြစ်လာပါတယ်။ ရှင်းလင်းနဲ့ရှီအောင်နှဖះကျင်ငါပွင့်ရမြခုံးကြမှာအမြန်နဲ့လေပတ်နေပြီး၆ပွင့်မြောက်ကျဲတလုံးကပေါ်လာပါတော့မယ်သူရဲ့ခန္ဓာကိုယ်ပေါ်ကအရေပြားကြမ်းတမ်းပြီးပေါ်ထွင်းစလိုမျိုးအသွင်ပြင်ရှိနေပါတယ်သူရဲ့ခန္ဓာကိုယ်ကြီးကိုမြင်တဲ့သူတိုင်းကဝိညာဉ်ရနေတောင်းမှုကိုခံစားရပါလိမ့်မယ်မိကုန်းကိုထိရှုပွင့်အရှင်သခင်ရဲ့မျက်လုံးတွေကကျင်းသွားပါတယ်ထုကဲတို့ဤပညာမျိုးသူကတစ်ခါမှမတွေ့ဘူးပါဘူးစိတ်ထဲမှာလည်းအံ့အသင့်နေပါတယ်အမျိုးသမီးကြီးရဲ့မျက်လုံးတွေကတော့လင်းလန်းစွာနဲ့တောက်ပနေပြီးမြုံကြီးနိုင်စရာကောင်းလောက်အံ့အသင့်နေပါတယ် ဝလင်ကသူ့ရဲ့ရှေးအောင်နှဖျားခန္ဓာကိုယ်အစိတ်ကိုပြောင်းလဲဖို့အတွက်တွန်းဆုံနေပါဦးသူကလှဲ့ပြီးအပေါ်မောကြီးကစင်သက်လာတဲ့ကောင်းဝင်ကံကြမ္မာလက်မျိုးကိုဓာတ်ရိုက်ထိုးလိုက်ပါလေထိုးရာရှေးအောင်နှဖျားရဲ့တကယ့်ထိုးချက်အစိတ်ပါစွားကကဘာကြီးကိုတုံလုံးစင်းနိုင်လောက်ပါလေထိုးထိုးချက်ကဝလင်ရှေးအောင်နှဖျားပုံစံနဲ့ရှိနေချိန်မှာထိုးလိုက်တာဖြစ်လို့ကောင်းကင်ကိုစန့်ကျင်တဲ့စိတ်ဆန္ဒကလည်းပေါင်းရင်းပါလေ ဝန်လင်းရဲ့အေယာမလက်တီနဲ့ကောင်းကင်ကံကြမ္မာလူမျိုးကတိုက်မိတဲ့အခါမိုးကျိုပိတန့်လိုအတန်ကြီးရမိရှိလာပါတယ်။ပြင်းထန်တဲ့တိုက်ခိုက်မှုနဲ့အတူဖော်ပြလို့မရတဲ့တုန်ခါမှုကပြန့်နှံ့သွားပါတယ်။ကောင်းကင်ကံကြမ္မာလူမျိုးကလည်းပြုတ်ကွဲပျက်စီးသွားပြီးတကိုးကြီးမားတဲ့အင်အားနဲ့တိုက်မိလို့ပြက်ကွက်သွားပါတယ်။ခုနှစ်ယောက်လင်းအပိုင်းစားတွေကလည်းပြန့်ကျဲသွားပြီးပိုပြီးတော့မြင်မြန်ပြုတ်ကွဲသွားပါတယ်။ မိုးကြိုးပစ်တန့်ကြီးအောက်မှာလညိုတစ်ခုလုံးမထိမ်မက်ပဲပျက်စီးသွားပြီးခုနှစ်ယောက်လင်းအစိတ်ပိုင်းတွေကကဘာကြီးကိုပြင်းထန်သွားပါတယ်ထိုးရအလုံးကမျက်စိတမိတ်တွေမှာဖြစ်ပြက်သွားတာပါဝန်လင်းရဲ့ခန္ဓာကိုယ်ကတုန်ခါသွားပြီးပေ3000အရွယ်ခန္ဓာကိုယ်နဲ့အင်အားကိုအသုံးချပြီးခုန်တက်လိုက်ပါတယ်တစ်ချက်ထင်းနဲ့မိုင်ပေါင်းများစွာကိုဖျက်ချော်ပြီးနေရန်လိုမြင်းနဲ့တောင်ချင်းကိုရောက်သွားပါတယ်သူကတွန်းဆုံနေပဲမြေပြင်ကနေကန်ထွက်ပြီးရှေးရတောင်ပေါ်ကိုခုန်တက်လိုက်ပါတယ်ရှင်တန်ချင်းနဲ့တေဆုံချင်းကန်တဲ့ချက်ကအမြင်နဲ့လိုက်လာပြီးမျက်စိတမိတ်အတွင်းမှာပဲဝန်လင်းနားကိုရောက်လာပါတယ် ဝလင်းကတောင်ထိပ်မှာရှိနေပြီးညာလက်ကိုကောင်းကင်ကိုစံတန်းလိုက်ပါလေကြီးမားတဲ့အကွဲကြောင်တစ်ခုကလည်းပေါ်လာပြီးခွနှစ်ယောက်ကပောက်သူကခွဲလိုက်သလိုပဲလုံးဝမဲနှံ့နေတဲ့လန့်သုံးခွားကြီးတစ်ချောင်းကအကွဲကြောင်ကနေပေါ်လာပါလေ ထိုလန်သုံးခွာပေ၄ထောင်လောက်ရှိပြီးကောင်းကင်ကိုထိုးဖောင်းနေပါတယ်ပေါ်လာတဲ့အချိန်မှာပဲမြေကြီးကိုတုံ့ကြီးစေမဲ့အချိန်ကပြန့်နှံ့သွားပါတယ်ဝလင်းကလန်သုံးခွာကိုဆုတ်ကိုက်ပြီးသူ့ရဲ့ခန္ဓာရှိမှဝင်ရလိုက်တဲ့အခါရှီအောင်နှဖျားရဲ့အချိန်ကပြင့်နှံ့သွားပါတယ်ကဘာကြီးကိုခွဲလိုက်သလိုမင်းနဲ့တဲ့မင်းကြောင်သုံးကြောင်ကလန်သုံးခွာရဲ့အဖျားမှာပေါ်လာပါတယ်လန်သုံးခွာကိုကင်လာတဲ့ဝလင်းကတောင်ထိတ်မှနှဖျားတစ်ပါးလိုရက်နေပါတယ်သူကကန့်သက်ချက်တွေကိုလန်သုံးခွာနဲ့ဝင်ရလိုက်ပါတယ်ကန့်သက်ချက်ကနီးကပ်လာပြီးချက်ချင်းပဲအပိုင်းသုံးပိုင်းကွဲသွားပါတယ် ဝယ်လင်းစီးကိုတိုးဝင်လာတော့မလို့ရှိသေးပေမဲ့ထိုးချိန်မှာလှန်သုံးခွားကိုဝင်ရလိုက်ပါတယ်ဝယ်လင်းရဲ့ခန္ဓာကိုယ်ထဲကရှီအောင်နှဖျားစွမ်းကလှန်သုံးခွားတွေကိုစီးဝင်သွားပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်